အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးမဲ့ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကပန်းတေပန်းညူယောဂကိုကုသတဲ့ဆေးကိုတောက်တော့မယ်ဆိုလို့ရှိရင်မဖြစ်မနေသိထားတဲ့အချက်၃ချက်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပန်းတေပန်းညူယောဂအကြောင်းပန်းတေပန်းညူယောဂကိုကုသတဲ့ဆေးတွေအကြောင်းကိုကျွန်တော်ရဲ့ဒါ channel မှာအမြဲတမ်းဆက်ပေးတယ်ဗီဒီယိုဖိုင်တွေလည်းအများကြီးရှိတယ်ဝင်ကြည့်လို့ရတယ်မိကုန်းတွေလည်းကျွန်တော်အများကြီးမေးကြတယ် ဒါကြောင့်မလို့ကျွန်တော်ကမိကုန်းနေအားလုံးခြုံပြီးတော့ဒီအချက်၃ချက်ကိုတော့မဖြစ်မနေတည်ရတဲ့နဲ့ကိုကပန်းတိပန်းညိုယောဂါကိုကုသခြင်းလို့ပဲဖြစ်ဖြစ်ပန်းတိပန်းညိုယောဂါကိုကုသတဲ့ဆေးကိုပန်းတိပန်းညိုယောဂါတော့မဖြစ်ဘူးတချို့တွေရှိတယ်ဆေးကိုတောက်ခြင်းနဲ့ဘာမှမဖြစ်ဘူးကောင်းတယ်ဒါပေမဲ့သူတို့ကတောက်ခြင်းနဲ့အဲ့လိုလူတွေဒီ view file လေးကိုတေချာကြည့်ပေးပါကျွန်တော်မဖြစ်မနေတည်ထားတဲ့အချက်၃ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ပတ်သိပညာယောဂကိုကုသတဲ့ဆေးတွေကလည်းအများကြီးရှိတယ်ဒီနေ့မှာတော့ကျွန်တော်က ဘလို့ဆေးမျိုးကိုပြောမှလဲဆိုလို့ရှိရင်ဒီ Faragra, Sidora, Cavata အဒီလိုဆေးတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒါကကုမ္ပဏီနာမည်တွေဖြစ်တယ်။သူ့မှာပါဝင်တဲ့ဆေးပညာနာမည်ကကြတော့ Sildenafil ဖြစ်ပါတယ်နော်။အဲ့တော့ဒါသည်ဘာလို့ဖြစ်စေလဲဆိုရင်သူတွေးကြောတွေကိုကျဲစီတယ်။အဲ့တော့ခနာကိုမှာရှိတဲ့တခြားတွေးကြောတွေကိုလည်းကျဲစီတယ်။အဲလိန်နံမှာရှိတဲ့တွေးကြောလည်းကျဲစီတယ်။ အဲ့တော့လိန်တန်းအသွေးကြောတွေကကျဲပြီးတော့ကိုယ့်ရဲ့လိန်တန်းတွေကိုသွေးဝင်ရောက်တာများပြီးတော့မျိုးသားအင်္ဂါထောင်မတ်တာကိုအားပေးတာဖြစ်ပါတယ်တော့ဒီတိုင်းအားပေးရတော့မဟုတ်ဘူးလှုပ်ဆောင်မှုရှိလာပြီဆိုလို့ရှိရင်မျိုးသားအင်္ဂါထောင်မတ်ဖို့အတွက်အားပေးတာဖြစ်ပါတယ်စေးတောက်လိုက်တယ်ထောင်မတ်လာတယ်အဲ့လိုမဟုတ်ပါဘူးเนาะဒါလည်းကိုယ့်ကိုယ်ပြပြသိစေချင်ပါတယ်အဲ့တော့လှုပ်ဆောင်မှုတစ်ခုရှိလာပြီဆိုရင် तू ကထောင်မတ်လာတာဖြစ်ပါတယ်အဲ့လိုနီးလန်းနေဒီစေးက အလုပ်လုပ်တာဖြစ်ပါတယ်။ပြီးလို့ရှိရင်နောက်ပိုင်းပေါ်တဲ့ဆေးလည်းရှိတယ်။အဲ့ဒါကိုလည်းကျွန်တော်တက်တက်နှိုင်းရှင်ပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်။အခုကတော့ Sidora, Cavada, Varagra ဒီလိုဆေးတွေမှာတောက်တော့မယ်။တောင်းနေတဲ့လူတွေအတွက်ကိုပြပြပေးတာဖြစ်ပါတယ်။အဲ့တော့ဒီဆေးတွေကကုမ္ပဏီနာမည်တွေဖြစ်တယ်။အဲ့တော့ပါဝင်တဲ့ဆေးနာမည်လို့ကျွန်တော်ပြောပြီးပြီ။ပင်အားအနေနဲ့ဆိုလို့ရှိရင်လည်းဒါအဓိကနှစ်မျိုးအဲသုံးမျိုးပေါ့နော်သုံးမျိုးပြောချင်တယ်။အဲအစိတ်အားရှိမယ်။ပြီးလို့ရှိရင်90အားရှိမယ်။ပြီးလို့ရှိရင်အဲ100အားရှိမယ်ပေါ့နော်။ အဲ့တော့ဒီဆေးကိုတောက်တဲ့အခါမှာဒီအချက်၃ချက်ကိုကျွန်တော်ပြောခင်မှာဒါဟိုနီးရန်ပြိုးနာပေါ့နော်အဲ့တော့တောက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ဘာဖြစ်လဲဆိုလို့ရှိရင်သူကတစ်နေ့ကို24နာရီအတွင်းမှာ100 mg ထက်ကိုပို့ပြီးတော့တောက်လို့မရအောင်နော်အဲ့ဒါလေးကိုသိစေချင်ပါတယ်နော်အဲပြီးလို့ရှိရင်သူကအစာမရှိတဲ့ချိန်မှာတောက်ရင်ပို့ပြီးတော့စိတ်မှုအားကောင်းစေတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောမယ့်အချက်၃ချက်မှာ ပရမအချက်အနေနဲ့ကကြတော့နော်ကိုကအမျိုးသားအင်္ဂါကိုထောင်မှတ်ခြင်းဇောနဲ့ဆေးတွေကိုအများကြီးမတောက်ပါနဲ့အရှိမကျွန်တော်ပြောကြလိုက်တယ်100 mg ထောက်ပို့ပြီးတော့တောက်လို့မရအောင်တချို့တွေကရှိတယ်ဖာရာဂရာ100 mg တရက်ထဲနဲ့24လနေတွင်မှာ100 mg နှလုံးတောက်ပလိုက်တယ်အဲ့တော့ပြင်းအားနှစ်ဆဖြတ်သွားပြီအဆင်မပြေတော့ဘူးဘာဖြစ်တယ်လဲဆိုရင်အရှိမကျွန်တော်ပြောခဲ့တယ်ဒီဆေးကသွေးပေါင်ကျတတ်တယ် ဲ့တော့သွေးပေါက်နေပြုတ်ကျသွားတာဖြစ်နိုင်တယ်နောက်ဆုံးသတိလက်ပြီးတော့ဒါဆေးကိုရောက်သွားတာမျိုးထိဖြစ်တတ်တယ်ဒါပြင်မှာဒီဆေးကဘီတက်ဆိုးကျိုးကဘာဖြစ်တတ်လဲဆိုရင်ခေါင်းရမ်းကြိုက်တယ်အဲ့တော့နှစ်ဆဖြစ်သွားတော့ပိုပြီးကြိုက်တာပေါ့ပြီးလို့ရှိရင်မျက်လုံးတွေကြည့်လို့မကောင်းเนาะအဲ့တော့မျက်လုံးကြည့်လို့မကောင်းဘူးမျက်စိထဲမှာပြ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 တင်မြင်တယ်ခေါင်းတွေရမ်းကြိုက်တယ်နှာတွေစီးတယ်နှာတွေပိတ်တယ်ပိုင်ထဲမှာမကောင်းဘူးရှင်ထဲမှာမအိမသာဖြစ်တယ်ဒီလိုမျိုးလက္ခဏာတွေဖြစ်တတ်တယ် ဒါကြောင့်မလို့အဲ့လိုမျိုးလောဘကြီးပြီးတော့เนาะထောင်မှချင်းစွာအားကြီးပြီးတော့200 mg 300 mg အဲ့လိုမျိုးတွေမတောက်ပါနဲ့100 mg ထောက်ပို့ပြီးတော့မတောက်ပါနဲ့အဲ့တော့100အားဆိုလို့ရှိရင်တစ်ချိန်မဲ့တောက်ပါ90အားဆိုလို့ရှိရင်တော့ဒါနှစ်ချိန်တောက်လို့ရတယ်24နိုင်အတွင်းမှာ90အားနှလုံးကိုနှစ်ချိန်တောက်လို့ရတယ်ပြီးတော့ဒီဆေးရဲ့အာနိသင်ရလည်းအကြိုင်မခံဘူးကလေးနိုင်လောက်ပဲခံတယ်အဲ့တော့အာနိသင်ကတော့ဆေးတောက်ပြီးနိုင်ဝတ်နိုင်နေလို့ရှိရင်ပြတယ်ပြီးလေးနိုင်ပဲခံတယ်နောက်မှပေါ်တဲ့ဆေးတွေပေါ့နော်အဲ့တော့နောက်ထပ် ဆေးတစ်မျိုးရှိသေးတယ်အဲ့ဆေးဆိုလို့ရှိရင်တော့နည်းနည်းသူ့ထက်ပိုပြီးကြာကြာခံတယ်ဆိုတော့ကြာကြာခံနေတယ်ဆိုလို့ရှိရင်တော့အဲ့ဆေးကိုတော့နော်တရားတော့သူကအဲ၄နိုင်လောက်ပဲခံတယ်ပေါ့နော်အဲ့တော့50အားတောက်မယ်ဆိုလို့ရှိရင်တော့နောက်ထပ်တစ်ချိန်နော်ထပ်တောက်လို့ရတယ်24နာရီအတွင်းမှာနောက်ထပ်တစ်ချိန်ဒုတိယချိန်တောက်လို့ရတယ်အစိတ်အားဆိုလို့ရှိရင်လည်းအဲ့လိုပဲအစိတ်အားဆိုရင်24နာရီအတွင်းမှာဒါ၄လုံးအထိတောက်လို့ရတယ်ပေါ့နော်100မီလီဂရမ်ထပ်တော့ပို့ပြီးတော့တောက်လို့မရအောင်ပြီးတော့ဆေးကိုလည်းတခြားကြည့်ပါဆေးမှာဘာပါဝင်လဲ တရားဖတ်ပါနော်25လား50လား100လားပြီးလို့ရှိရင်စီးရနာမည်ကရောအာစီဒနာဖေးဖြစ်လားကြည်ပါနော်ကာဘာတာလားစီဒရာလားဖာရာဂရာတရားကြည်ပါနော်ဆိုတော့အခုကျွန်တော်ခုနပြောရတယ်မလားဒုတိယနောက်ပေါ်လာတဲ့ဆေးဆိုတာဒီ spa ဆိုတဲ့ဆေးပေါ့နော်ဒါဆိုရင်တချို့တွေသိတယ် baby eye ထုတ်တဲ့ဆေးအဲဒီမှာပါဝင်တဲ့ဆေးကကြတော့နောက်တစ်မျိုးနော် spa ဆိုလို့ရှိရင်သူ့တက်ပို့ပြီးတော့ဒီအားနေတဲ့ကြကြခံတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါပထမချက်ပြီးသွားပြီ အော်ဒုတိယချက်အနေနဲ့ကကြတော့ကိုကနှလုံးရောဂါရှိတယ်ပြီးတော့နှလုံးအတွက်ဆိုပြီးတော့နှလုံးသွေးကြောကျဉ်းရောဂါမှာကုသတဲ့ဆေးတစ်ခုဖြစ်တဲ့ဒီ nitrate ပါဝင်တဲ့ဆေးတွေနဲ့တောက်နေရတယ်ဆိုလို့ရှိရင်အဲ့ဆေးတွေနဲ့ရောပြီးတော့တောက်လို့မရပါဘူးနှလုံးရောဂါရှိရင်တတိထားကိုတောက်နေတဲ့အထက်မှာ nitrate ပါတဲ့ဆေးများရှိနေမလားဆရာောင်းနဲ့တိုင်မင်းသိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ nitrate ပေါင်းတဲ့ဆေးကဘာဖြစ်လဲဆိုရင်သူက nitrate ဆိုတာကလည်းသွေးကြောကိုကျဲစေတယ်။နှလုံးသွေးကြောကျင်းနေပြီဆိုရင်သူကနှလုံးသွေးကြောကိုကျဲစေတယ်။အဲ့လိုနဲ့နှလုံးဝေးတဲ့နောက်တတ်တာစီတယ်။အဲ့ရှင်းမှာကျွန်တော်ပြောထားတယ်။ဒီ varagora လိုဆေးတွေကလည်းပဲသွေးကြောတွေကျဲစေတယ်။အဲ့တော့သွေးကြောတွေကျဲရင်မကောင်းအရန်ကျဲသွားရင်မကောင်းနော်။အဲ့တော့တန်ဆင်းလုံပေးပါနော်။အရန်ကျဲသွားပြီဆိုလို့ရှိရင်ရှင်းမှာပြောခဲ့တဲ့လိုမျိုးဆေးကိုနှစ်ဆားသားလာတဲ့လိုမျိုးသွေးပေါက်တွေပြုတ်ကျပြီးတော့3လေးဆေးကတည်းကဖြစ်တတ်တယ်။အားကြောင့်မလို့နှလုံးရောဂါ ကိုကူးတာတဲ့ဆေးတွေဖြစ်တဲ့ nitrate ပါတဲ့ဆေးတွေ monotrate လို့နော်ဒီလိုဆေးတွေဖြစ်တဲ့ nitro ဒီလိုဆေးနဲ့လုံးဝရောမတောက်ပါနဲ့ဒါဆိုဒုတိယအချက်ပြီးသွားပြီအဲနောက်တစ်တတိယအချက်ကကြတော့ဒီဆေးကိုတောက်ပြီးရတဲ့အချိန်မှာရင်မောင်းတာမျိုးမလုပ်ပါနဲ့နော်အဲ့တော့ရင်မောင်းလဲဆိုတဲ့ညမှာကားမောင်းတာပါတယ်ဆိုင်ငယ်မောင်းတာပါတယ်ပြီးဆက်ရန်နေရာတွေပါတယ်ပြီးလို့ရှိရင်ဒါကိုကဒီရထားရဲ့ဘိုင်မောင်းလဲဆိုလို့ရှိရင်သတိထားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆေးကခေါင်းအရန်ကြိုက်တယ်နော် ော့ခေါင်းရမ်းကြိုက်တယ်မျက်စိထဲမှာပြူးပြူးပြက်ပြက်မြင်တယ်မျက်စိကြည့်လို့မကောင်းနှာလည်းပိတ်တယ်အဲ့ဒါကဘာဖြစ်တယ်လဲဆိုရင်ဒီရင်မောင်းတဲ့နေရာမှာအနှောက်ယှက်ဖြစ်စီတယ်အခက်မသိရင်အဆီးတက်နေပါရင်ဖြစ်နိုင်တယ်ဒါကြောင့်မလို့ဒီဆေးကိုတောက်ပြီးသွားတဲ့အချိန်မှာနားပါအိတ်ပါနော်ခုနဗီဒီယိုဆွေးကြိုးတွေခန်းစားနေရတဲ့အချိန်မှာရင်မောင်းတာမျိုးကိုမပြုတ်လို့ပါနဲ့အနေရှိပါတယ်เนาะအဲ့တော့ဒီပန်းတိပန်းညောင်ကအခုသားတဲ့အစီအနေပတ်သက်ပြီးတော့လည်းကျွန်တော်ဗီဒီယိုဖိုင်လေးထပ်ပြီးတော့တိစက်ပေးဖို့ရှိပါတယ် ောက်မှပေါ်တဲ့ဆေးနော် BPI ထုတ်တဲ့ spa လို့ဆေးမျိုးနဲ့လည်းရှင်ပြီးတော့ပြပြပေးဖို့ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုအမြဲစောင့်မျှော်အားပေးကြပါအောင် channel လေးကို like and subscribe လုပ်ရသေးလို့ရှိရင်လည်း like and subscribe လေးလုပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်